အွန်လိုင်းပေါ်ကနေစိန်ခေါ်နိုင်သူဖြစ်ပေမဲ့လက်တွေ့မှာတော့အေတင်ကိုကိုလာမတွေ့ရခဲ့တဲ့သမီးဆုံးအားလုံးပဲမကလာပါဘာမစ်စနာကနေချစ်စလိုက်ပါတယ်အေတင်ကိုနဲ့သမီးဆုံးတို့ဇလန်းကပြီးဆုံးသွားပြီလို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့မပြီးဆုံးသေးပါဘူးလွန်ခဲ့တဲ့နှစ်မှာအေတင်ကိုနဲ့သမီးဆုံးတို့နှစ်ယောက်ကအွန်လိုင်းကနေမကြာခဏပွဲဖြစ်ခဲ့ကြပါတယ်သမီးဆုံးကအေတင်ကိုနဲ့မှမဟုတ်ဘဲမြန်မာနိုင်ငံကနမဲကြီးမင်းသမီးတွေနဲ့လည်းမကြာခဏပြဿနာတွေတက်လေရှိတာပါအေတင်ကိုကိုလည်းအွန်လိုင်းကနေရွေးဆောင်ပြီးတော့ပြောရကနေအေတင်ကိုရဲ့သားအကြီးကိုပါဆွဆွဲပြောဆိုတာတွေရှိခဲ့တာရှင်သားသမီးကိုထိ ရင်တော့ဗန်မီဘတ်ကမှလည်းတီးမခနိုင်တာကြောင့်အေတင်ကိုကအချိန်ခါကောင်းကိုစောင့်နေကြတာပေါ့။တမီဆိုးတယောက်မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှလည်းအေတင်ကိုကဘာမှမပြောသေးဘဲငြိမ်နေခဲ့ပါသေးတယ်။တမီဆိုးကဖမ်မီတင်ဆိုပြီးမန္တလေးကိုစိတ်ချလက်ချရောက်လာခဲ့တဲ့အချိန်မှတော့အေတင်ကိုကတချိန်ကပြောခွင့်ပြုတဲ့ဇာတ်ကားတွေကိုရှင်းဖို့အတွက်တမီဆိုးကိုချိန်လိုက်ပါတယ်။တေချာအခက်မှဖြစ်တာကြောင့်တချိန်ကသူ့သားကိုပြောခဲ့တဲ့အရာတွေကိုရှင်းလင်းဖို့အတွက်သက်သေတွေကိုပါယူလာပေးဖို့အေတင်ကိုကပြောခဲ့တာပေါ့။တမီဆိုးနဲ့မကပဲသူ့ရဲ့မန်နေဂျာကလည်းအေတင်ကိုကိုပြောဆိုခဲ့ဘူးလားရှင်။ အဲ့ဒါကြောင့်အဲ့ဒီမန်နေဂျာကိုလည်းဖြည့်ရှင်းမှုအတွက်လိုက်လာပါဆိုပြီးအေတင်ကိုကဖိတ်ထားပါတယ်။အေတင်ကိုဘက်ကနေစိန်ခေါ်တဲ့အချိန်မှာတော့တမီးဆိုးကကြောက်လန့်ပြီးဟိုတယ်ပြောင်းပြေးခဲ့ရတယ်ရှင်။ဖမီတင်လုံးမယ်ဆိုပြီးတော့လာခဲ့ပေမဲ့အေတင်ကိုကိုကြောက်လို့တမီးဆိုးကဘယ်ကိုမှလည်းမသွားရတော့ပါဘူး။အော်တိုဘာလ3ရက်နေ့ညနေ3:00နာရီမှာချိန်ထားပေမဲ့တမီးဆိုးကတော့မရောက်လာခဲ့ဘူးရှင်။နောက်ထပ်တစ်နာရီတိုးပြီးဆောင်ပေးပေမဲ့လည်းတမီးဆိုးကမရောက်လာခဲ့တာကြောင့်ပွဲမဖြစ်သွားခဲ့တာပါ။ဒီပွဲကိုကြည့်ကျင်တဲ့သူတွေကတော့ပြင်းပြပါကနေတကူတကဆောင့်ကြည့်ခဲ့ကြပါတယ်။တမီးဆိုးကအွန်လိုင်းပေါ်မှာတော့အပြော ော့ကောင်းနိုင်ပေမယ့်လက်တွေ့မှာတော့မျက်နှာချင်းဆိုင်ရှင်းကြမယ်ဆိုတဲ့အချိန်မှမပေါ်လာရတော့ပါဘူးနော်အဲ့ဒါကြောင့်သမီးဆိုးတယောက်ကြောက်တက်လိုက်တာဆိုပြီးလဲပြောနေကြသလိုသူ့ရဲ့မန်နေဂျာလည်းမထွက်လာရတော့ပါဘူးသမီးဆိုးကဒီပွဲကိုမလာဘူးဆိုရင်တော့လူချင်းမင်းတီမမှန်သောစကားကိုပြောဆိုတတ်တော့အောက်တန်းကျတော့လူတယောက်ဖြစ်ကြောင်းတိုင်းသိပြည်သိမှတ်တမ်းတင်ပါမည်ဆိုပြီးအေတင်ကိုကစိန်ခေါ်ထားခဲ့ပါတယ်သမီးဆိုးကမိသားစုလိုက်မန္တလေးကိုရောက်လာတာဖြစ်ပြီးသူ့ရဲ့ VVIP ဖန်တွေနဲ့တွေ့ခဲ့ပေမယ့်အေတင်ကိုကတော့လာမတွေ့ရခဲ့ပါဘူးပွဲကြီးပွဲကောင်းဆိုပြီးစောင့်နေကြတဲ့သူတွေလည်းရှိပေမယ့် ယ်။သမီးဆိုကတော့လုံးဝမလာခဲ့တာကြောင့်အေတင်ကိုကအစင်ပေါ်ကဖြစ်သွားခဲ့ပါတယ်။အေတင်ကိုဟာသူ့ကိုစော်ကားပြောဆိုတဲ့လူတွေကိုလည်းအိမ်တန်းရရောက်တောင်းမှခိုင်းတတ်သူဖြစ်တာကိုသမီးဆိုကသိထားပြီးသားဖြစ်လို့ရောက်မလာရဲခဲ့တာပါ။အရင်ကတော့ online မှာ A4 စာရွက်တွေကိုတရွက်ချင်းစီကင်ပြီးရှင်းခဲ့သူဖြစ်ပေမဲ့အခုတော့ဘဲမှမတော်ရအောင်ကိုကြောက်နေခဲ့ရပါတယ်။သမီးဆိုကချိန်တဲ့နေရာကိုမလာလို့အေတင်ကိုကတော့သူရှိတဲ့နေရာကိုသွားတော့မှာပါ။အေတင်ကိုဘက်ကနေအဖေသူတွေကများနေကနောက်ဆုံးမှာတော့ဘသူကအနိုင်ရသွားမလဲဆိုတာကိုသိချင်နေကြတာပါ။သမီးဆိုကမြန်မာနိုင်ငံကိုပြန်ရောက် ောင်းလာပြီးတဲ့နောက်မှာပွဲထက်အခမ်းအနားတွေလည်းရှိလာပြီးကိုပိုင်မန်နေဂျာပါထားလာနိုင်ခဲ့တာပါမင်းသမီးလှုပ်ဖို့အတွက်စိတ်ကူးရှိပေမဲ့အခုတော့အေတင်ကိုနဲ့တွေ့မှပဲအချက်တွေလည်းကွဲနေရပါတယ်ဒါကြောင့်သမီးစိုးကအွန်လိုင်းပေါ်မှာပဲပြောဆိုနိုင်သူဖြစ်ပြီးမျက်နှာချင်းဆိုင်ဖြည့်ရှင်းဖို့အတွက်ဇာမရှိတာလားလို့ထင်နေကြတာရှင်သမီးစိုးကိုအားပေးသူတွေကတော့မဆိုးငြိမ်မခံနဲ့ဆိုပြီးမြှောက်ပေးနေကြပါတယ်သူတို့နှစ်ယောက်ရဲ့ပြဿနာမှာဘသူကအသာသွားနိုင်လဲဆိုတာခေါမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်ဆယ်လီဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။